ားလုံးပဲမင်္ဂလာပါကျွန်တော်ဝတ်တုံမြင့်မင်းပါဘလော့လေးလည်းမတင်လာကြပြီဆိုတော့ဒီတစ်ခါမှဆိုရင်တော့ဘန်ကောက်မြို့ထဲမှာတပ်ပုံရိုက်လို့ကောင်းပြီးတော့ထိုင်းလူငယ်တွေကြားထဲမှာခေတ်စားနေတဲ့နေရာလေးတစ်နေရာကိုခေါ်သွားပြပါမယ်အဲ့ဒီနေရာလေးကတော့တက်လာနွိုင်းလို့ခေါ်ပါတယ်ခင်ဗျာဒီတက်လာနွိုင်းဆိုတဲ့နေရာလေးကတော့ MRT ဟွာလန်ပုံနာမှာတည်ရှိပြီးတော့ချိန်နာတောင်းနာမှာတည်ရှိတဲ့နောက်ပင်လမ်းကြားနေရာလေးတစ်ခုပဲဖြစ်ပါတယ်လူငယ်တွေကြားထဲမှာတော်တော်နာမည်ကြီးရတဲ့အကြောင်းရင်းကတော့နောက်ပြီးလမ်းကြားထဲမှာ street art အနုပညာတွေရှိတဲ့အပြင်ကို အခုလိုမျိုး vintage coffee ဆိုင်လက်လှလေးတွေအများကြီးရှိတဲ့အတွက်ကြောင့်မလို့လူငယ်တွေတော်တော်များများကဒီနေရာလေးကိုနှစ်သက်ကြပါဗျ။ China Town နဲ့နေတဲ့နေရာလေးဖြစ်တဲ့အတွက်ကြောင့်မလို့ထိုင်းနိုင်ငံဘွာတရုတ်လူမျိုးတွေနေထိုင်ရာနေရာလေးလည်းဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနေရာမှာရှိတဲ့အဆောက်အုံတွေတော်တော်များများကတရုတ်ငွေသက်တွေရှိနေမှာပါ။ ထိုင်းလူငယ်တွေတော်တော်များများကြားရတဲ့အကြောင်းရင်းနောက်တစ်ခုကတော့ဒီနောက်ပေးလန်းကြလေးက street art တွေကိုအများကြီးပေါ်ကျူးထားတဲ့နေရာလေးတစ်ခုဖြစ်တဲ့တကြောင်မလို့သူတို့အတွက်ဓာတ်ပုံရိုက်ဖို့အတွက်နေရာလေးတက်နေရာလေးဖြစ်တဲ့တကြောင်မလို့တော်တော်များများကကြိတ်နေတတ်ကြပါဗျာ တရုတ်အငွေသက်တွေရှိနေတဲ့ရှီဟောင်းအဆောင်အုံအနေနဲ့ street ad တွေပေါင်းလိုက်တဲ့အခါမှာဒီနေရာလေးကထိုင်းလူငယ်တွေအတွက်သာမကဘဲနဲ့ခီးသွားတွေအတွက်ပါစိတ်ဝင်စားစရာနေရာလေးတစ်ခုဖြစ်လို့လာပါတော့တယ်ဒါကြောင့်မို့လဲပုံမှန်စနေတနင်္ဂနွေတွေမှာတပ်ပုံလိုက်တတ်တဲ့ထိုင်းလူငယ်တွေအပြင်ကိုခရီးသွားဧည့်သည်တွေပါလာရောက်ပြီးတော့လဲပတ်ကြတဲ့နေရာလေးတစ်ခုဖြစ်တဲ့အတွက်ကြောင့်မို့လို့ပုံမှန်ပြီးတော့စီကားလို့လာနေပါပြီ။ အခုနောက်ပိုင်းမှာတချို့နေရာလေးတွေမှာပြပွဲတွေထုတ်ပြီးတော့ခရီးသွားတွေကိုဆွဲဆောင်လာတာတွေကိုလည်းတွေ့မြင်ရပါတယ်။ဒါဟာလည်းထိုင်းနေရဲ့ခရီးသွားတွေကိုဆွဲဆောင်နိုင်တဲ့ဆွဲဆောင်မှုတစ်ခုပဲဖြစ်ပါတယ်။ရှိတဲ့နေရာကိုအကျိုးရှိရှိအသုံးချတတ်တဲ့သူတွေကြတော့လေနောက်ပြီးလမ်းကြောက်တော့မှခရီးသွားဝင်နိုင်အောင် လုပ်နိုင်တာဟာဒါလည်းမဆန်တော့ပါဘူး ဒီနေရာလေးကတနေရာထဲမှာ coffee site နေအများကြီးရှိတဲ့အပြင်ကိုရှီဟောင်းတရုတ်ဘုံကျောင်းအဆောက်အုံနဲ့ street art တွေနဲ့အဲ့ဒီအပြင်ကြောက်ပြားမြစ်ကမ်းတွေမှာရှိတဲ့အတွက်ကြောင့်မလို့ထိုင်းလူငယ်တွေတော်တော်များများနဲ့ခီးသွားတွေလည်းစိတ်ဝင်စားကြတာဖြစ်ပါတယ်။ ဓာတ်ပုံရေဆရာနေရာတွေတော်တော်များများရှိတဲ့နေရာဖြစ်တဲ့အတွက်ကြောင့်မလို့ဓာတ်ပုံရေရတာကြိတ်နေတတ်တဲ့သူတွေကော်ဖီဆိုင်လှလှလေးတွေမှာအေးအေးဆေးဆေးလေးထိုင်လို့တဲ့သူတွေအဲ့ဒီအပြင်ကြောက်ပြားမြက်ကန်တစ်ပေးမှာညနေစည်းစာအလှလေးတွေကိုအေးအေးဆေးဆေးထိုင်ကြည့်ကျင်တဲ့သူတွေအတွက်ဆိုရင်တော့ဒီနေရာလေးကိုမရောက်ဘူးသေးရင်သွားဖို့အတွက်တိုက်တွန်းချင်ပါတယ်အားလုံးပဲတက်တာပါနောက်ဗီဒီယိုလေးမှာပြန်တွေ့ပါမယ်ခင်ဗျာ